တိုင်းလောကမှာနည်းနည်းဆန်းကျတဲ့မကောင်းတယ်လို့လို့ကောင်းတယ်လို့လို့ဖြစ်နေတဲ့ဂိုင်းတစ်ခုလည်းရှိပါတယ်အဲ့ဒါကတော့အစိမ့်ငါးမျိုးဂိုင်းပါအစိမ့်ငါးမျိုးဂိုင်းအကြောင်းကိုပြောရမယ်ဆိုရင်သူတို့ရဲ့အဖိုးတန်ရတနာပစ္စည်းဖြစ်တဲ့ဂိုင်းရဲ့ရတနာအစိမ့်ငါးမျိုးကောင်းကင်ပိုက်ကွန်ကိုမဖြစ်မနေပြောပြရမှာပါအဲ့ဒါကိုအစိမ့်ပေါင်းတစ်တောင်းရဲ့ဘယင်ဆိုပြီးတော့လူတီများပါတယ်အဲ့ဒီပိုက်ကွန်ကိုအသုံးပြလိုက်တဲ့အခါမှာလက်နက်ဓာတ်လှန်ဒမ်းမှန်သမျှကနေပြီးတော့ကင်းဝေးပြီးတော့မီးမလောင်နိုင်တဲ့အပြင်အသက်ကို ချက်ချင်းသိစေနိုင်တဲ့အစိမ့်ငွေတွေကိုတောင်းထုတ်လွှတ်နိုင်ပါတယ်။ပို့ပြီးကြောက်စရာကောင်းတာကအဲ့ဒါကအယောင်သွေးစုံနဲ့ပိုးချီမြင့်များကိုထုတ်လွှတ်ပြီးကျယ်ပြန့်ပြီးတော့မလွန်မြောက်နိုင်တဲ့ကောင်းငင်ပိုက်ကွန်ကိုဖွဲ့စည်းနိုင်ခြင်းပဲဖြစ်ပါတယ်။အဲ့ဒီပိုက်ကွန်ကမီတာ100အတွင်းမှာတိုင်းပညာရှင်တစ်ထောင်ကိုထောင်ချောက်ဆင်ပြီးတော့တပ်ပစ်နိုင်တယ်ဆိုပြီးတော့ကောလာဟာလာတွေတောင်းထွက်ပေါ်နေတာပါ။အဲ့လိုအစွမ်းအထက်လက်နက်ကတိုင်းလောကမှာပေါ်ပေါက်လာပါကအေကံမလွဲပဲကြီးမားတဲ့သွေးချောင်းစီးမှုကြီးကဖြစ်စေမှာပါ။ ကံကောင်းစွာနဲ့ပဲအစိမ်၅မျိုးကောင်းကင်ပိုက်ကွန်ကိုဂိုင်းကောင်းဆောင်များကအဆက်ဆက်ထိန်းသိမ်းထားခဲ့ပြီးတော့သူ့ရဲ့အင်အားကြီးမားမှုကြောင့်မပေါ်ဆပဲနဲ့ဘယ်တော့မှအလွယ်တကူမတုံးဆွဲခဲ့ကြပါဘူးအစိမ်၅မျိုးကိုင်းရဲ့80မြောက်ဂိုင်းကောင်းဆောင်ကဖြောက်မှတ်ပြီးတော့တနာကျင်တာတက်တဲ့ပုံကိုယ်တူဖြစ်ပါတယ်သူကတိုင်းလောကပေါ်အန်ဒီရဖြစ်စေခြင်းကနေပြီးတော့တားဆီးဖို့အတွက်သူကအစိမ်၅မျိုးကောင်းကင်ပိုက်ကွန်ကိုမြေအောက်မှာပြုတ်နှံပြီးတော့ထပ်မံပြီးတော့အသုံးမပြုတော့ဘူးတိစ္ဆာဆိုခဲ့ပါတယ်ချီတူလို့ခေါ်တဲ့80မြောက်ဂိုင်းကောင်းဆောင်အာနာရလာတဲ့ခါမှာတော့အစိမ်၅မျိုးကိုင်းက အရှိန်အဝါကြာဆင်းလာပြီးတော့ဂုံတရင်းကလည်းမေးမိန်လာပါတယ်။တိုင်းလောကမှာတိုင်းပညာမဟာမိတ်ခေါင်းဆောင်တစ်ကိုရွေးချယ်တော့မှကိုမြင်တဲ့ခါမှာတော့ဂိုင်းသားအားလုံးကစိုးရိမ်ပူပန်လာပြီးတော့သူတို့ပါဝင်ဝင်မရမှကိုစိုးရိမ်လာကြပါပြီ။အရှိန်၅မျိုးကိုင်းရဲ့အာနာကိုပြန်လဲရယူဖို့အတွက်သူတို့ကဘုံများတိခတ်ပြီးပလင်ကိုဖွင့်လှစ်ပြီးတော့ဂိုင်းခေါင်းဆောင်ကျင်းကြီးကိုခေါ်ယူခဲ့ပါတော့တယ်။ဂိုင်းသားများကတိုင်းပညာမဟာမိတ်ခေါင်းဆောင်နေရာအတွက်ရှင်ပြိုင်ဖို့အတွက်ဂိုင်းရဲ့ရည်ရည်နာဖြစ်တဲ့အရှိန်၅မျိုးကောင်းကုန်ပိုက်ကုန်ကိုအသုံးပြုဖို့တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ဂိုင်းကောင်းဆောင်ကပြည့်ပြည့်တတ်တာညှင်းဆိုခဲ့ပြီးတော့ဂိုင်းသားများစွာကိုလည်းပြင်းပြင်းထန်ထန်စူပူခဲ့ပါတယ်။ဂိုင်းကောင်းဆောင်ကတိုင်းလောကရဲ့အမြင့်ဆုံးကောင်းဆောင်ဖြစ်ဖို့စိတ်ဝင်စားပဲနဲ့တိတ်ဆိတ်ငြိမ်သက်တဲ့ဘဝကိုပိုနှစ်သက်တာကိုမြင်တဲ့အခါမှာတော့ဂိုင်းသားလူကမကြေမနက်ဖြစ်လာခဲ့ပါတယ်။သူကရီမန်းချက်ကြီးပြီးတော့အညိုတေးရှိပါတယ်။ဂိုင်းကောင်းဆောင်ရဲ့ကိုလုံးတော်နဲ့လည်းလျှို့ဝက်ပြီးတော့ပေါင်းသိနေတဲ့သူပါ။ဒါပေမဲ့သူတောင်မှအစိမ့်ငါးမျိုးကောင်းခင်ပိုက်ကုံကိုရှာလို့မတွေ့ခဲ့ပါဘူး။ အစိမ့်၅မျိုးကောင်းကင်ပိုက်ကဘယ်မှာဖွက်ထားလဲဆိုတာသိအောင်ခိုင်းသားလူကအစိမ့်၅မျိုးကောင်းကင်ပိုက်ကပြန်လဲပေါ်ပေါက်လာပြီဆိုတဲ့ကောလာဟာလာများကိုတိုင်းလောကတစ်ခွင်ဖြန့်ခွဲပြီးတော့တခြားခိုင်းများကသူ့ကိုကူညီရှာဖွေဖို့မျှော်လင့်ခဲ့ပါတယ်သူမျှော်လင့်ထားတဲ့အချိန်မှာပဲကောလာဟာလာပြန့်နေသွားတဲ့အခါမှာအဓိကခိုင်းအားလုံးကထိတ်လန့်သွားကြပါတယ်ဘူတန်ခိုင်းချုပ်ကနီလန်းရှာဖို့ခိုင်းအားလုံးကိုခေါ်ယူခဲ့ပါတယ်အစိမ့်၅မျိုးကောင်းကင်ပိုက်ကပြန်ပေါ်လာခြင်းကအစ်စ်လားအတူလားဘယ်သူမှလည်းမမြင်ဘူးပါဘူးမိကိုရှိရင်မိရှိရမယ် ဟူတန်ကားရုပ်ကသူ့ရဲ့အကြီးဆုံးတပည့်ဖြစ်တဲ့အာဖေးကိုစုံစမ်းဖို့အတွက်တောင်ပေါ်ကနေပြီးတော့စေထုတ်လိုက်ပါတော့တယ်။အာဖေးအကြောင်းကိုပြောရမယ်ဆိုရင်သူကခံညားပြီးတော့ဖြောက်မှတ်တယ်လို့အလွန်ကျွမ်းကျင်တဲ့တိုင်းပညာရှင်တူပါ။ငယ်ရွယ်ပြီးမှသူ့ရဲ့စွမ်းရည်များကတက်ကြီးဝါကြီးတိုင်းပညာရှင်များနီးတူကျွမ်းကျင်ပါတယ်။ဟူတန်ကားရုပ်ကသူ့ကိုနောက်ဆက်ခံမဲ့သူအဖြစ်သတ်မှတ်ခဲ့တာပါ။သူရဲ့ညမငယ်ဖြစ်သူကနှုတ်ဆက်နေစင်ပါပဲအာဖေးကတောင်ပေါ်ကနေဆင်းလာခဲ့ပါတယ် ဲ့တဲ့အိမ်တစ်ခုကိုဖြတ်သွားစင်မှာပဲအိမ်ရှင်ကတံတောင်းစားလေးတူဦးကိုလိုက်ဖမ်းနေတာကိုတွေ့လိုက်ပါတယ်။အာဖီကကျင်နာစွာနဲ့ကူညီပေးခဲ့ပါတယ်။မင်းမြန်ကြည့်တဲ့အခါမှာတံတောင်းစားလေးကပတ်ဆက်မပေးဘဲနဲ့ထမင်းစားသွားတဲ့အကြောင်းကိုပြောလိုက်ပါတယ်။အာဖီကစိတ်ကောင်းရှိတဲ့သူဖြစ်တဲ့အတွက်ကြောင့်ဆိုင်ရှင်ကိုတောင်းပန်ပြီးတော့တံတောင်းစားလေးအတွက်ထမင်းဘိုးကိုပေးချေခဲ့ပါတယ်။သူ့ရဲ့ရရော်တဲ့ကူညီကြောင့်တံတောင်းစားလေးကသူ့ကိုထူးဆန်းစွာကြည်နေပါတယ်။အဲ့နောက်မှာတံတောင်းစားလေးကသူ့နောက်ကိုလိုက်လာခဲ့ပါတယ်။ အာဖေးကအစိမ်ငါးမျိုးကောင်းငင်ပိုက်ကုံကိုစုံစမ်းနေကြောင်းကိုသိတဲ့အခါမှာတော့တရောင်းစားလေးကစကားချမ်းချမ်းနဲ့အာဖေးသာသူ့ရဲ့ဒီနေရာကိုသိလို့ရင်အဲ့ညမှာပဲငွေရောင်ကန်အနီးမှာတွေ့ဆုံဖို့ပြောခဲ့ပါတယ်။အဲ့ညမှာအာဖေးကတွေ့ဆုံရရောက်လာခဲ့ပါပြီ။လာရောင်အောင်မှာလှင်ငယ်လေးတစ်သင်းပေါလောပေါ်နေပြီးတော့အဲ့ဒီပေါ်မှာအဖြူရောင်ခွက်ထားတဲ့လှပတဲ့အမျိုးသမီးတူပလွင်မှုန့်နေပါတယ်။အာဖေးကအဲ့ဒီလှပတဲ့မြင်ကွင်းကြောင့်စိတ်ဝင်စားပြီးပြန်တန်းသွားခဲ့ပါတယ်။အဖြူရောင်ခွက်အမျိုးသမီးကနေခင်းကတရောင်းစားလေးဖြစ်နေပါတယ်။ ဒါပေမဲ့သူမရဲ့မိကုန်းတွေကထူးဆန်းပါတယ်အာဖေးရဲ့အသက်နဲ့ကိုရီးအချက်လက်များကိုမေးမြန်းတာပါအာဖေးကအစိတ်၅မျိုးကောင်းငင်ပိုက်ကွန်ကြောင့်ကိုစုံစမ်းရလာတဲ့အတွက်ထိုအကြောင်းကိုပြန်ထည့်လိုက်ပါတယ်အဖြူရောင်ွေးအမျိုးသမီးကသူမရဲ့တငယ်ချင်းတဦးကအစိတ်၅မျိုးကိုင်းမှာအလုံးလုံးနေပြီးတော့အာဖေးကိုအချက်လက်တချို့ရှာဖွေပေးနိုင်တယ်ဆိုပြီးတော့ပြောပြခဲ့ပါတယ်သူတို့ကဆယ်ရက်ကြာပြီးတဲ့အချိန်မှာဒီနေရာမှာပဲပြန်တွေ့ဖို့သဘောတူခဲ့ပါပြီမကြခင်မှာပဲအဖြူရောင်ွေးအမျိုးသမီးကအလွန်လှုပ်ဝက်တယ်တော်ရင်းကူတစ်ခုကိုရောက်လာခဲ့ပါတယ် လျှို့ဝှက်ရန်တရားများစွာကိုကြော်ဖြတ်ပြီးတဲ့နောက်မှာသူမကဝင်ရောက်ခဲ့ပါတယ်။တကယ်တော့အဖြူရောင်ခွေအမျိုးသမီးကအစိတ်ငါမျိုးဂိုင်းကောင်းဆောင်ရဲ့သမီးဟုံဆုစုဖြစ်နေတာပါ။ဒီနေရာကဂိုင်းရဲ့ဌာနချုပ်ပါ။စုစုပြောတဲ့တငယ်ချင်းကဂိုင်းကောင်းဆောင်ဖြစ်သူသူမရဲ့ဖခင်ပင်ဖြစ်ပါတယ်။စုစုကသူမရဲ့ဖခင်ကိုအစိတ်ငါမျိုးကောင်းခင်ပိုက်ကွန်ပျောက်ဆုံးသွားခြင်းရှိမရှိမေးမြန်းခဲ့ပါတယ်။မဟုတ်ရင်အဲ့ဒါပြန်ပေါ်လာတယ်ဆိုပြီးတော့လူတွေကဘာလို့ပြောနေကြလာလဲ။ဂိုင်းကောင်းဆောင်ကအဲ့ဒါကိုဘသူမှမဝင်ရောက်ဖူးတဲ့နေရာမှာခွက်ထားတယ်ဆိုပြီးတော့ညှိစုခဲ့ပါတယ်။ ဉာဏ်ပညာရှိတဲ့စုစုကနေရာကိုလှည့်မြှောက်သွားခံမှန်းလိုက်ပြီးတော့အစိတ်၅မျိုးကရဲ့တားမြစ်နေပြီဖြစ်တဲ့ဂိုင်းကောင်းဆောင်များအဆက်ဆက်တင်းကျန်းကူကိုအမိတက်ပြီးပြောဆိုခဲ့ပါတယ်။ဂိုင်းကောင်းဆောင်ကတခုခုမှားယွင်းနေကြောင်းရိပ်မိပြီးတော့တမီးဖြစ်သူကိုဘသူကမှမပြောဘူးချက်ချင်းသတိပေးခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲဂိုင်းသားလူရဲ့တရှိုးဖြစ်တဲ့ဂိုင်းကောင်းဆောင်ရဲ့ကိုလို့တော်ကအဲ့ဒီစကားကိုကြားသွားပြီးတော့ချက်ချင်းသတင်းကိုပြန်ပို့ခဲ့ပါတယ်။အစိတ်၅မျိုးကောင်းငင်ပိုက်ကွန်ရဲ့တီနီယာကိုသိရှိပြီးတဲ့နောက်မှာလူကအဲ့ဒါကိုဘလို့ရယူရမလဲဆိုပြီးတော့စတင်ပြီးစီစဉ်ခဲ့ပါတော့တယ်။ သူကအတွင်းရောပြင်မှာပေါင်းဆက်ပြီးလှုပ်ရှားဖို့စီစဉ်ခဲ့တာပါသူကဂိုင်းကောင်းဆောင်ရဲ့တင်းချိုင်းကူမြေပုံတစ်ခုကိုရေးဆွဲခဲ့ပါတယ်တစ်ခုကိုသူ့ရဲ့တပည့်ငယ်ဖြစ်တဲ့ချင်းဤဂိုင်းကအကြီးအကဲထံကိုအမြန်ပို့ဆောင်နေပြီးတော့နောက်တစ်ခုကိုနယ်မယ်ဇိုးနဲ့ကြော်ကြတဲ့ဓမြများဖြစ်တဲ့အနက်ရောင်ထင်းရှူးခုနှစ်ဖော်ထံကိုပို့ဆောင်ခဲ့ပါတယ်အဲ့နောက်မှာသူကခမ်းမအတွင်းမှာပဲခြုံခုတိုက်ခိုက်ဖို့အစီအစဉ်များကိုဆွဲခဲ့ပါတော့တယ်လူရဲ့အစီအစဉ်ကအသေးစိတ်ကြပါမယ်လှုပ်ဝှက်ချက်များကဘရော့မထာဝရဖုံးကွယ်ထားလို့မရပါဘူး အစိမ့်၅မျိုးကောင်းကင်ပိုက်ကွန်ရဲ့တီနီယာကတိုင်းတော့ကတစ်ခွေလုံးကိုပြန့်နေသွားပါတော့တယ်။တချို့ကကိုဂျိုးအတွက်လိုက်ကြပြီးတော့တချို့ကတော့ဘေးရန်တွေကိုဖယ်ရှားရန်လိုက်ကြပါပြီ။ချင်းဤအဖွဲကအလွန်အင်အားကြီးမားပြီးတော့လျှို့ဝှက်လွန်တဲ့အတွက်အလွယ်တကူပြတ်မှတ်ထားလို့မရပါဘူး။အင်အားနေတဲ့အနက်ရောင်ထင်းရှုခွနဖော်အဖွဲကိုများစွာသောသူတို့ကလိုက်လံဖမ်းဆီးခဲ့ပါတယ်။အညာမှာပဲအာဖေးရဲ့ညီငယ်ဖြစ်သူအာကျဲနဲ့သူ့ရဲ့ညီမငယ်တို့ကိုလည်း၎င်းတို့ကိုကြားဖြတ်ဖမ်းဆီးဖို့အမိန့်ပေးခဲ့ပါတယ်။ဖြစ်ပေါ်လာတဲ့အရှုပ်ထွေးများကြားမှာ အားကျဲကမြေပုံကိုဖမ်းဆုပ်ရယူခဲ့ပြီးလူစိုးတဦးထံကနေပြီးတော့အစိမ်၅မျိုးကောင်းငင်ပိုက်ကွန်ကြောင်းကိုတိခဲ့ပါတယ်မြေပုံရှိနေတဲ့အတွက်ကြောင့်သူက၎င်းကိုတွားရောက်ကြည့်ရှုဖို့ဆန္ဒရှိနေခဲ့ပါတယ်သူ့ရဲ့ညီမငယ်ကတခြားတာဝန်များရှိနေတဲ့အတွက်မလိုက်လာခဲ့ပါဘူးအဲဒါကြောင့်အားကျဲကတင်ချိုင်းကူကိုတယောက်တည်းခရီးထွက်ခဲ့ရာချင်းကြီးအဖွဲ့များကအရင်ရောက်နေတာကိုတွေ့လိုက်ရပါတယ်တားမြင့်နေမြေကထောင်ချောင်များနဲ့ပြည့်နေနေပါတယ်ခဏတွင်မှာပဲချင်းကြီးအဖွဲ့ဝင်များအများအပြားတိုက်ဆုံခဲ့ရပါတယ်ကျန်တဲ့သူတွေကလည်းကြောက်လန့်တကြားနဲ့ထွက်ပြေးခဲ့ပါပြီ။ အခြေအနေညင်သက်သွားပြီးတဲ့နောက်မှာအားချဲကရဲရဲစွာနဲ့ပဲတားမြစ်နယ်မြေတွေကိုတယောက်တည်းဝင်ရောက်ခဲ့ပါတယ်။အန်ဒီရဲ့ရှိတဲ့ရန်ဒီယာများစွာရှိနေပြီပဲ။သူ့ရဲ့တိုင်းဆွဲရေဖြင့်ထောင်ချောင်များကိုကြော်ဖြတ်နိုင်ခဲ့ပြီးတင်းချိုင်းကိုအလင်မှာအစိမ်၅မျိုးကောင်းကင်ပိုင်ကုန်ကိုအောင်းမြင်စွာရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့သူကအဲ့ဒါကိုထိလိုက်တာနဲ့အချက်ပေးတာထွက်ပေါ်လာပါတယ်။အနီးနားမှာနေထိုင်နေဟုံစုစုကရေဒနာကိုကာကွယ်ဖို့အလျင်မြန်ရောက်လာခဲ့ပါတယ်။ အားကျဲကိုတခိုးအဖြစ်ထင်မှတ်ပြီးတော့သူတို့နှစ်ယောက်တိုက်ခိုက်ခဲ့ကြပါပြီ။နောက်ဆုံးမှာတော့စူးစူးကအစိတ်၅မျိုးအပ်နဲ့အားကျဲရဲ့ဒူးကိုထိုးသွင်းခဲ့ပါတော့တယ်။အဲ့မှာပဲအားကျဲကချက်ချင်းပဲမူးမိပြီးလဲကျသွားပါတော့တယ်။အားကျဲရဲ့ဓာတ်ပေါ်မှာရေးထွင်းထားတဲ့နာမည်ကိုမြင်ရတဲ့အခါမှာတော့သူမချစ်ရတဲ့အာဖေးရဲ့ညီငယ်ဖြစ်နေမှန်းကိုသိရှိသွားပါတယ်။စူးစူးရဲ့တက်လို့စိတ်ကိုရုပ်သိမ်းလိုက်ပါပြီ။အာဖေးအတွက်ရည်ရွယ်ပြီးတော့စူးစူးကအားကျဲနဲ့အစိတ်၅မျိုးကောင်းငင်ပိုက်ကွန်ကိုဟူတန်ကိုင်းကိုပို့ဆောင်ဖို့တအူးတဲ့ဆုံးဖြတ်လိုက်ပါတော့တယ်။ အားကျက်ရဲ့ဒဏ်ရာများကမပြင်းထန်ပဲနဲ့သူ့ရဲ့တခင်ကကူတာပေးနိုင်မှာသိကြပါဗျ။ဒါပေမဲ့စူးစူးကိုယ်တိုင်လိုက်ပါပို့ဆောင်ခြင်းမပြုခဲ့ပါဘူး။အဲ့ဒီအစားသူမကရွှေနဂါးဆောင်းလျှောက်အာမခံကိုဈေးကြီးပေးပြီးငှားရမ်းခဲ့ပါဗျ။အားကျက်အပြင်အစိမ့်၅မျိုးကောင်းငင်ပိုက်ကွန်ပါဝင်တဲ့လျှို့ဝှက်တတတတတလုံးနဲ့အတူပါသွားပါဗျ။ပြဿနာကိုရှောင်ရှားဖို့စူးစူးကအာမခံပို့ဆောင်ရေးကိုအဲ့ဒီတတတကိုဘယ်တော့မှမဖွင့်ဖို့ဂရီပေးခိုင်းခဲ့ပါဗျ။သူမကအလွန်ရိုးရိုးရှင်းရှင်းတွေးလိုက်မိတာပါ။ခကြီးကချောမွေ့စွာစတင်ခဲ့ပေမဲ့တောင်ချီမှာတော့တက်တာတက်တာရွေသွားတဲ့အခါမှာအကွဲချောင်းလေးပေါ်လာပါလေ အဆောက်ရှောက်ကောင်းဆောင်ကအဲ့ဒါကိုသတိပြုမိပြီးတော့ပျောက်ဆုံးနေတယ်အစိမ့်၅မျိုးကောင်းခင်ပိုက်ကွန်ပါနေတယ်ဆိုပြီးတော့တန်တရားရှိခဲ့ပါတယ်ရဲအနေငယ်ကြာကလှူကသူ့ထံကိုလာရောက်ပြီးတော့အစိမ့်၅မျိုးကောင်းခင်ပိုက်ကွန်ကိုရှာဖွေရမှာကုညီပေးပါကကြီးမားတယ်ဆုလက်ပေးမယ်ဆိုပြီးတော့ကန့်လန့်ခဲ့တာပါဇာရိတပြပြတယ်အဆောက်ရှောက်ကောင်းဆောင်ကချက်ချင်းပဲတက်ဖြတ်လို့စိပေါ်လာပါပြီရဲနာကိုကိုတိုင်သိမ့်ပိုက်ရန်အတွက်သူကလူသူကင်းမဲ့တဲ့နေရာမှာသူ့ရဲ့တပည့်အားလုံးကိုတပ်ပစ်ခဲ့တာပါပြင်းထန်သွားဒဟန်ရပြီးတော့သတိမေ့နေတဲ့အားကျဲကိုတော့လျှို့ဝှက်ချက်တွေပေါက်ကြားစီမီမဟုတ်လို့ယုံကြည်တဲ့အတွက်အသက်ချမ်းသာပေးခဲ့ပါတယ် ဒီနည်းနဲ့အဆောက်ရှောက်ကောင်းဆောင်ကအစိမ်၅မျိုးကောင်းငွေပိုက်ကွန်ကိုရရှိခဲ့ပါတယ်။အဲ့နောက်မှာပဲလှူကိုခေါ်ယူခဲ့ပါပြီ။သူ့ရဲ့စုလက်ကိုတောင်းဆိုခြင်းအပြင်အစိမ်၅မျိုးကောင်းငွေပိုက်ကွန်ကိုလှူနဲ့အတူခွဲဝေပိုင်ဆိုင်ခွင့်ရဖို့တောင်းဆိုခဲ့ပါတယ်။မျှော်လင့်ထားတဲ့အတိုင်းပဲရလက်ကတော့ကောက်ကျစ်တဲ့လှူရဲ့တစ္ဆာဖောက်မှုကိုခံရခြင်းပဲဖြစ်ပါတယ်။သူတို့နှစ်ဦးကတိုင်းလောကကိုစိုးမှုလိုကြကြောင်းပေါ်ပေါက်လာခဲ့ပါပြီ။အဆောက်ရှောက်ကောင်းဆောင်ကအစိမ်၅မျိုးကောင်းငွေပိုက်ကွန်ကိုဘလို့အသုံးပြုရမှလဲဆိုတာမသိတဲ့အတွက်ကြောင့်လှူကိုခေါ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ လူနှစ်ဦးကချက်ချင်းပဲတဦးနဲ့တဦးရန်သူဖြစ်သဘောထားပြီးတော့တိုက်ခိုက်ကြပါတော့တယ်။ဒါပေမဲ့ဒီနေရာကအဆောင်ရှောက်ခေါင်းဆောင်ရဲ့နေမိပါတိုက်ခိုက်တဲ့အကြောင်းအသက်ရှင်ကျန်ရစ်တဲ့သူ့လူတွေရောက်လာခဲ့ပါတယ်။ရက်ဆက်တဲ့လူကအဆောင်ရှောက်အာမခံမှာရှိတဲ့လူတွေအားလုံးကိုအစိမ့်ငါးမျိုးကောင်းကင်ပိုက်ကုန်နဲ့တပ်ပစ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဒဏ်ရာပြင်းထန်ရထားတဲ့အားကျဲကိုဖြတ်သွားတဲ့အာဖေးနဲ့သူ့ရဲ့ညီမငယ်တို့ကရှာဖွေတွေ့ရှိခဲ့ပါတယ်။ညီဖြစ်သူရဲ့ပြင်းထန်တဲ့ဒဏ်ရာတွေကိုသိတဲ့အခါမှာတော့အာဖေးကငွေရောင်ကန်ကိုအလှည့်မြန်သွားပြီးတော့ဟုံဆူးဆူးကိုဘသူကတာဝန်ရှိရလဲဆိုပြီးတော့မေးမြန်းခဲ့ပါတယ်။ အဲ့ဒီချိန်ကျမှသာစုစုကအစိမ်၅မျိုးကောင်းငင်ပိုက်ကိုပျောက်ဆုံးသွားကြောင်းကိုရုတ်တရက်သဘောပေါက်သွားပါတယ်။အဲ့ညမှာစုစုကအာဖေးအတွင်ဟန်ဆောင်ပြီးတော့စုံစမ်းဖို့အတွက်အဆောင်ရှောက်အာမခံတွင်ကိုတိတ်တဆိတ်ဝင်ရောက်ခဲ့ပါတယ်။သူမကအစုလိုက်ပြုံလိုက်တက်ဖြတ်ထားတဲ့မြင်ဝင်းကိုသာမြင်တွေ့လိုက်ရပါတယ်။တန်ငွေငွေသာကြံတော့တယ်အဆောင်ရှောက်ကောင်းဆောင်ကိုမေးမြန်းရန်ပြင်ဆင်နေသင့်ပါပဲ။တခြားဧည့်တွေတအူးရောက်လာခဲ့ပါတယ်။စုစုကမေးမြန်းဖို့အချိန်မရတော့ဘဲနဲ့ပုံအောင်လိုက်ရပါပြီ။အဲ့ဒီချိန်မှာအာဖေးကစုစုပေးခဲ့တဲ့တဲလုံစားပေါ်အခြေခံပြီးတော့စုံစမ်းရန်ရောက်ရှိလာပါတယ်။ သူစုံစမ်းမှုပြီးမှာတော့အာဖေကသူ့ရဲ့ညီဖြစ်သူကအစိမ်၅မျိုးအထံရရထားကြောင်းအဆောင်လျှောက်အာမခံကိုလည်းအစိမ်၅မျိုးကောင်းကင်ပိုက်ကွန်ကြောင့်ရှင်းလင်းခံရကြောင်းသိရှိလိုက်ရပါတယ်။ဒေါသထွက်နေတဲ့အာဖေကအစိမ်၅မျိုးခားရထားတာချုပ်ကိုဝင်းရောက်စီးနှင်းပြီးတော့လူတသမားကိုလက်လွှဲပေးဖို့ဂိုင်းကောင်းဆောင်ကိုတောင်းဆိုခဲ့ပါတယ်။အခြေအနေကိုမသိတဲ့ဂိုင်းကောင်းဆောင်ကအာဖေနဲ့တိုက်ခိုက်ခဲ့ပါပြီ။တိုက်ပွဲအပြီးမှာတော့အာဖေကဒဏ်ရာရခဲ့ပါတယ်။မူးဝင်နေစင်ပါပဲ။သူကဟုံဆူဆူရဲ့အိတ်ဆောင်အတွင်မတော်တဆရောက်ရှိခဲ့ပါတယ်။ ူမရဲ့ချေရသူကိုကဲတင်ဖို့အတွက်စူးစူးကစေဝါပေးုံသာမကသူ့ရဲ့ဆောင်းအောင်မှာပါဟွက်ထားခဲ့ပါတယ်။ဒီနည်းနဲ့အာဖေးကရှာဖွေမှုကနေလွတ်မြောက်ပြီးတော့ဘေးရနေရကလည်းလွတ်မြောက်ခဲ့ပါတယ်။အာဖေးရဲ့တေလူနီပါအတွေ့အကြုံကသူနဲ့စူးစူးကိုပို့ပြီးတော့နှိဆက်စေပါတယ်။စူးစူးရဲ့အစေခံရှောင်းတွေ့ရဲ့အကူအညီနဲ့အာဖေးနဲ့စူးစူးတို့ဆေးဆက်ခဲ့ကြပါပြီ။အဲ့ဒီအချိန်မှာလူကရှုပ်ထွေးမှုများကိုခွင်ကောင်းယူခဲ့ပါတယ်။အစိမ်၅မျိုးကောင်းငင်ပိုက်ကုန်ကိုကင်ဆွဲပြီးတော့အစိမ်၅မျိုးဂိုင်းအတွင်းမှာပဲအစုလိုက်ပြုံလိုက်တက်ဖြတ်မှုကိုစတင်ခဲ့ပါတယ်။ ခိုင်ကောင်းဆောင်ကချိုးတင်ပြင်ဆင်မှုမရှိတဲ့အတွက်လှူရဲ့လက်ချက်နဲ့ကြာဆုံးခဲ့ပါတယ်။အញ្ញန်းခံသူတို့ကြီးပွားမယ်၊ခုခံသူတို့ပြက်စီးမယ်။လှူကအစိမ်၅မျိုးခိုင်းကိုလင်းမြန်စွာထိန်းချုပ်လိုက်ပါပြီ။အစိမ်ကရှောက်တွေကအာဖေးနဲ့ဆူဆူတို့ကိုခေါ်ဆောင်ပြီးတော့အတက်ဘေးကနေထွက်ပြေးဖို့လင်းမြန်တတိပေးခဲ့ပါတယ်။ဆူဆူကရင်ခွဲနာကျပြီးတော့လက်စားချေဖို့စံနာရှိပြီမယ်။ရှောင်းတွေးနဲ့အာဖေးတို့ကတော့သူမကိုတားဆီးခဲ့တာပါ။အသက်ရှင်နေတွေမျောလင်းချက်ရှိနေတယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။အာဖေးကစုစုကိုသူ့ရဲ့တခင်ထံကနေကြံကြံရယူဖို့အတွက်ဝူတန်ခိုင်းကိုထွက်ပြေးဖို့စီယုံခဲ့ပါတယ်။ ဒါပေမဲ့အဆောက်အအုံအာမခံရဲ့ဖြစ်ပျက်ကမပြီးဆုံးသေးပါဘူး။တိုင်းလောကကလူတွေကအာဖေးကိုရာဇဝတ်သားအဖြစ်မှားယွင်းပြီးတော့ယုံကြည်ခဲ့ကြပါတယ်။မကြခင်မှာပဲအဓိကခိုင်းကြီး6ခုကအာဖေးကိုလက်လွှဲပေးဖို့တောင်းဆိုဖို့အတွက် တောင်းပေါ်ကိုအစုလိုက်တက်လာကြပါပြီ။အာဖေးကိုမပတ်သက်စေရန်အတွက် စုစုကအမှန်တရားကိုထုတ်ပေါ်ပြောဆိုခြင်းကနေတပါတခြားရွေးချယ်စရာမရှိတော့ပါဘူး။ဒါပေမဲ့သူမကအစိမ့်၅မျိုးခိုင်းကောင်းဆောင်ရဲ့တမီးဖြစ်တဲ့အတွက်ကြောင့်ဘသူကမှသူမရဲ့စကားကိုမယုံကြည်ခဲ့ကြပါဘူး။ရှုပ်ထွေးမှုတွေကြောင့်လူတစ်ယောက်ကစုစုကိုဒဏ်ရာတောင်ရစေခဲ့တာပါ။ စုစုကကိုကိုကိုခုခံနိုင်စွာမရှိတော့တဲ့အချိန်မှာတရက်ခံအစ်မံဖြစ်တဲ့ခမ်းမသခင်ဂိုင်းသားလှူပေါ်လာပါတယ်သူကအဓိကဂိုင်းကြီး6ခုကိုအားနေတဲ့အမျိုးသမီးတူဦးကိုဝိုင်းအောင်ပြီးတော့တိုက်ခိုက်နေခြင်းတော့လှောင်ပြောင်ခဲ့ပါတယ်အဲ့တော့သူကမိမိကိုယ်တိုင်ရာဇဝတ်သားအစ်မံဖြစ်ကြောင်းမောက်မာတော့ဝန်ခံခဲ့ပါတယ်ဒါပေမဲ့သူကစုစုကိုကဲတင်ရန်ရောက်လာခြင်းမဟုတ်ဘဲနဲ့အဓိကဂိုင်းကြီး6ခုလုံးကိုတပြိုင်တည်းရှင်းပြရန်ရွယ်ခဲ့တာပါလူကအစိမ်ငါးမျိုးကောင်းကင်ပိုက်ကွန်ကိုချက်ချင်းမဲ့တက်သွင်းလိုက်ပါတယ် ချက်ချင်းဆိုသလိုမြေကြီးကလည်းတုံ့လှုပ်သွားပါပြီ။တိုင်းပညာအားနဲ့တပည့်တွေကချက်ချင်းပဲတည်ဆုံခဲ့ရပါတယ်။အဲ့နောက်မှာကြီးမားတဲ့ပင်းကူမြင့်ပိုက်ကွန်တစ်ခုပေါ်လာပြီးတော့တိုင်းပညာရှင်အမြောင်များကိုထောင်ချောက်ဆင်ခဲ့ပါတယ်။ပိုက်ကွန်ကမယုံတိုင်လောက်အောင်ခိုင်မာပြီးတော့အစိတ်ကလည်းအလွန်ပြင်းထန်တာပါ။ဘသူမဆိုထိမိလိုက်ပါကချက်ချင်းအစိတ်တင်းစေခဲ့ပါတယ်။ပိုက်ကွန်ကြုံလာတာကိုမြင်တဲ့အခါမှာအဓိကဂိုင်းကြီး6ခုကထောင်ချောက်မိပြီးတော့တည်ဆုံရတော့မယ့်အခြေအနေကိုရောက်လာခဲ့ပါပြီ။အသက်ရှင်နေမှုအတွက်သူတို့ကစုစုအားတိုင်းလောကကြီးရဲ့ပို့ကြီးရဲ့အကျိုးကိုရည်ညွှန်းပြီးတော့အကူအညီတောင်းခံခဲ့ကြပါတယ် သူတို့ရဲ့အတိတ်ကလောက်ရက်တွေကိုသတိရပြီးတော့စူးစူးကတော့တိတ်တဆိတ်ပဲနေခဲ့တာပါအဲ့ဒီချိန်တွေမှာသူမကိုတန်ရရစီခဲ့တယ်အော်မေခိုင်းကတီလာရှင်ကရှေ့ကိုထွက်လာခဲ့ပြီးတော့တောင်းပန်တဲ့အနေနဲ့သူမရဲ့ညာလက်မောင်းကိုဖျက်ပစ်ခဲ့ပါတော့တယ်အာဖေးနဲ့သူ့ရဲ့ညီအာဂျေတို့ကလည်းသူမကိုတောင်းပန်ခဲ့ကြပါတယ်မူလာကသူမရဲ့ဖခင်အစိတ်ငါမျိုးခိုင်းကောင်းဆောင်မှာကောင်းငင်ပိုက်ကွန်ကိုဖြိုခွဲဖို့နီလန်ရှိခဲ့ပေမဲ့လျူရဲ့လက်ချက်နဲ့အသက်ခံခဲ့ရပါတယ်အခုစုစုအမှန်တကယ်မသိတော့ပါဘူးစိတ်ပြေအားငယ်သွားနေသူမရဲ့ဖခင်ပေးခဲ့တဲ့ငါးနှစ်ကောင်ပုံကြောက်စိမ့်ဆွဲသီးကိုသတိရလိုက်ပါတယ် အဲ့ဒါကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ပိုက်ကွန်ကိုဖြိုခွဲဖို့နီးလန်းကိုတွေ့ခဲ့ပါပြီ။ဒါပေမဲ့အဲ့လိုပြုလုပ်ဖို့အတွက်စူးစူးကတော့အသက်သေဆုံးရမှာပါ။လူကလူတွေကိုတက်ဖြတ်ဖို့အတွက်အစိတ်ငါးမျိုးကောင်းကင်ပိုက်ကွန်ကိုထပ်မံအသက်သွင်းတာကိုမြင်တဲ့အခါမှာတော့ပိုက်ကွန်အတွင်းကလူများရုတ်တရက်ဒဏ်ရာတွေရသိမ်းဆုံးကုန်ကြပါတော့တယ်။အာဖေးကတိုက်ခိုက်ဖို့ရှေ့ကိုတိုးလာခဲ့ပါပြီ။ဆူဆူကအချိန်မီဓာတ်ကိုဆွဲထုတ်ပြီးတော့အစိတ်ငါးမျိုးကောင်းငင်ပိုက်ကွန်ကိုဖြိုခွဲပြီးတော့သူ့ရဲ့အသက်ကိုစုံဖို့ရွေးချယ်ခဲ့ပါတော့တယ်။ဒီလိုနီးနဲ့တိုင်းလောကကိုချင်းချောင်းနေတဲ့အစိတ်ငါးမျိုးကောင်းငင်ပိုက်ကွန်ကိုလည်းဖျက်ဆီးနိုင်ခဲ့ပါတယ်။ အဓိကခိုင်းကြီး6ခုတို့ကအခွင့်ကောင်းယူပြီးတော့အပြင်ကိုအလူရက်ထွက်လာခဲ့ကြပါပြီ။မကောင်းမှုအများပြားကိုကျူးလွန်ခဲ့တဲ့လူကလည်းသူ့ရဲ့မကောင်းမှုနဲ့ထိုက်တန်တဲ့အကျိုးကိုခံစားပြီးတော့တည်ဆုံသွားရပါတယ်။စုစုကလည်းတည်ဆုံသွားရပါတယ်။ဟုတ်ကဲ့ဒီလိုမျိုးဇာတ်လမ်းကောင်းလေးတွေကိုဇက်တိုက်တင်ဆက်ပေးမှာမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါဦးခင်ဗျာ။